အစီရင်အောင်မြင်ရနီးလန်းအချိန်ခါကောင်းနက်ခတ်ကောင်းနေကောင်းဖြစ်စေရမည်ဓာတ်ပစ္စည်းမှန်ကန်စေရမည်ပြုလုပ်ပုံ ပြုလုပ်နည်းမှန်ကန်စေရမည်ဆိုင်ရဆိုင်ရဂါထာမန္တန်မနိယတို့ကိုအတုံးပြုတတ်ရမည်ကောင်းသောဆန္ဒကောင်းသောဝီရိယကောင်းသောအတိညာရှိစေရမည်ဂျမမင်းတိကြမင်းနှင့်တကွာနှက်အပေါင်းတို့ချစ်စေရမည်ဝိဇ္ဇာတို့အပေါင်း၈၄၀၀တို့ချစ်ခင်စေရမည် အစီရင်မအောင်မြင်ခြင်းအကြောင်း စီရင်သူ၏အကုသိုလ်ကံကြောင့်မအောင်မြင်ခြင်းတပါပြဥလုပုံဤစနစ်မကျ၍မအောင်မြင်ခြင်းတပါစီရင်သူ၏ဉာဏ်ဝိရိယမရှိခြင်းကြောင့်တပါအင်းစေတဲ့ပစ္စည်းမမှန်ခြင်းကြောင့်တပါလက်တို့မလိုသောကြောင့်မအောင်ခြင်းတပါအစီရင်ဟူသည်မြထမမြောက်မအောင်မြင်ခြင်းအကြောင်းရင်းနမတ္တစီရင်သူ၏ဉာဏ်ဝိရိယဉာဏ်ဖြင့်၍မအောင်မြင်ခြင်း နံပါတ်1စီရင်သူ၏အကုသိုလ်ကံကြောင့်မအောင်မြင်ခြင်းနံပါတ်3လက်တို့နောက်ဆက်ဖြစ်စီသည့်ဖြင့်မအောင်မြင်ခြင်းနံပါတ်4နိမ့်မှလမ်းကြမဟုတ်၍မအောင်မြင်ခြင်းဟု၍၄ပါးရှိပါသည်နံပါတ်1အချက်မှာမိမိကိုယ်ပိုင်ဉာဏ်ဖြင့်အဖန်ဖန်စီစေရခြင်းပညာရှိတို့နှင့်နှီးနှောတိုင်ပင်ရခြင်းစပေကျမ်းဂန်တဘောကိုစစ်ကြောတုတ်တင်၍ထက်မြက်သောဝိရိယဖြင့်တမာတိစသောတရားတို့ကို ပူပေါင်း၍အောင်မြင်စေရမည်နံပါတ်1အချက်မှာ အကုတုကံကိုဒါနတိလဘဝနာစသောကုတုပြုခြင်းယတနာ၃ပါးအနန္တောအနန္တ၅ပါးတို့အားရှိခိုးမှုသောခြင်းစသောအစီရင်ဖြင့်အောင်မြင်စေရမည်နံပါတ်၃အချက်မှာနတ်တို့ကိုမေတ္တာပို့ခြင်းပူဇော်ပတ်ခြင်းစသည့်ဖြင့်အောင်မြင်စေရမည်နံပါတ်၄အချက်မှာဆရာကောင်းတို့၏နိမ့်မှန်လမ်းမှန်ကိုသာလေ့လာစီပူ၍လှုပ်ဆောင်ရမည်များစွာကုံသောလေ့လာလိုက်စားသည့်ပုဂ္ဂိုလ်အပေါင်းတို့သည် စီမံပုံနေရအကြွေတာလိုတလောက်ခီးမရောက်မပြီးစီးကြပေအချို့ကလောကီပညာမှန်သည်။နီးတွေကိုသာမရရအောင်စူးစောင်းရှာဖွေကြသည်။နီးကမခက် လုံပုံကခက်သည်ထို့ကြောင့်အင်းကပယောကနှင့်လုံနီးလုံထုံးများကိုဂယုပြုဆောင်ရွက်ရပေမည်။တို့ဖြစ်လင်ကစားလောကီပညာများအစီရင်အောင်မြင်ရန်အကြောင်းတို့သည်များစွာလိုလားသည့်သဖြင့်အနေငယ်ထင်ရှားစေပါဥအံမနန်စိတ်ချင်းလက်ဖွဲ့ထိုးခြင်းအင်းချခြင်းစား မထွက်ခြင်းစသောလုပ်ငန်းတို့တွင် အင်္ဂပယောဂများစွာရှိပါသည် ပထမမိမိကိုယ်ကိုတန်ရှင်းစင်ကြယ်စေ၍အဝိတ္တန်စာတို့ကိုစင်ရင်ပြီးနောက်စိတ်ငြိမ်၍တမာတိရနိုင်သောနေရာတွင်ချမ်းသာစွာနေထိုင်ပြီးမှနမတမိမိစီရင်အပ်သောအစီရင်၌ယုံကြည်ခြင်းနမနှင့်အနတ်ဒိဗ္ဗေကိုသိစေခြင်းနမ3ယတနာ3ပါးဆရာသမားတို့အားယုတိစွာရှိခိုးခြင်းနမ4နတ်တို့အားပူဇော်ပတ်တအမြပေးဝေးခြင်း နံပါတ်၅မတရားသော အမှုတို့ကိုမပြုစေခြင်းတစ္ဆာတရားများကို မြင်းမြန်စွာ စိတ်ထဲ၌ထားပြဤလျင်ကောင်းမွန်စွာ ဆောင်ရွက်ရမည်ထို့ပြင်မှတပါ အစီရင်ကိုမိမိအရေးဖြစ်မဖုံးမအုပ်မကွယ်မိစေခြင်းစီရင်စေတွင် တစုံတရာသော ဒွာရကိုမြမပိတ်ထားရစကားမပြောမိစေရာ စီရင်မှုမပြီးခင်ထွေမတွာရစိတ်ကိုအခြားသောအာယုံတို့စိတ်မပြတ်လွင့်စေရန်လေအထူးတတိပြုအပ်ဤလက်ခတ်ကောင်းလေလိုခြင်းအထက်ဖော်ပြခဲ့ရာဖြစ်သောအင်္ဂပယောဂတို့ပင် မကသေးဘဲထိုထိုသော လောကီပညာတို့ကိုစီရင်အပ်တည်ရှိသောသုလတေတိဆက်တော်ကိုထောက်ထား၍နေကောင်းရတာလေ လိုအပ်သည့်အားလျော်စွာမကျင့်မကျဲအလယ်လက်ဖြစ်သောနက္ခတ်ယူနီကို ဖော်ပြပေးအပ်အဝင် အထွတ်ခပောက်နက္ခတ်တွင်ဤအကျယ်ရဝီတောလာတာစန္ဒယဝိတ္တစာဘောမတေဝိတ္တဗုဒ္ဓတုံဉံဇီဝါစတုပရကုအထတောရီဒွာတတ20ကိုမြင်လင်ကြက်ချီပြကဆုံလာကဆာရွေချီတလီဒွေးနှင့်မြောက်ရောက်ရလာကိုချမ်း ခုနှစ်ရက်ကိုရောများလျင်တတ္တပိရှာချေမချေလောက်လျင်ထိုနေ့နှက်ခတ်ဖြစ်၏လောကီအစီရင်များပြက်ကွက်ခြင်းများအကြောင်းလောကီအစီရင်များပြက်ကွက်ခြင်းတို့တွင်နမတ္တစီရင်သူ၏အကုသိုလ်ကံကြောင့်မအောင်မြင်ခြင်းနမတ္တနှင့်နှက်အစရှိသည်တို့ဖြစ်စည်း၍မအောင်မြင်ခြင်းနမတ္၃နေမှန်လမ်းကြမဟုတ်၍မအောင်မြင်ခြင်းနံပါတ်၄စီရင်သူ၏ဉာဏ်ဝီရိယဉာဏ်ဖြင့်၍မအောင်မြင်ခြင်းဟု၍ လေးမျိုးရှိရာ ပထမအချက်ဒါနသီလစသောကုသိုလ်ကို ပြုခြင်းယတနာ၃ပါးတို့အားရှိခိုးပူဇော်ခြင်းစသဖြင့်အောင်မြင်စေရာဤဒုတိယအချက်၌နတ်အစရှိသူတို့ကိုမေတ္တာပြုခြင်းပူဇော်ခြင်းစသဖြင့်အောင်မြင်စေရာဤတတိယအချက်၌ဆရာကောင်းတမားကောင်းတို့၏နိမန်လမ်းမှန်ကိုသာလှုပ်ဆောင်၍အောင်မြင်စေရမည်စတုထအချက်၌မိမိဉာဏ်ကို အဖန်ဖန်စစ်စစ်ခြင်းအလွန်လင်းမြန်ထက်မြက်သောဝိရိယဖြင့်တမာတိတရားတို့နှင့်ပူပေါင်းခြင်းဖြင့် အောင်မြင်စေရမည်နဲ့များဖြစ်စီခြင်းများအကြောင်းလောကီယဝိဇာတို့လမ်းတွင်စေဝိဇာအင်းဝိဇာပြဒါဝိဇာတန်ဝိဇာဟုဝိဇာလေးမျိုးတို့တွင်တမျိုးမျိုးအောင်မြင်သောဝိဇာသည်တဏ္ဍတိတိမှကာယတိတိပိယတိတိပထဝီတိတိဥဒကတိတိအာကာတိတိအာယုတိတိစေနာမယတိတိစသောတိတိအမျိုးမျိုးတို့ကို အစိုးရ၏နှက်တို့နှင့်တူမြသော တကိုးရှိကြသဖြင့်ဝိဇ္ဇာလန်းတို့ကိုကျိုးပန်းတကုတ်အားထုတ်တော်သူများအားအချို့နှက်များမနာလိုကြ၍အသက်အနည်းဆေးပင်ဆေးမြစ်တို့၏အနည်းပညာ၏အနည်းစသည်များနှောက်ရက်ဖြစ်စည်းကြသည်ထို့သို့သောအကြောင်းလို့ကြောင့်လောကီပညာကို လိုက်စားဝါဒနာပါသူများသည်ယတနာ၃ပါးကို အမြဲနှလုံးတွင် တကိုးကြည့်သော တောဆောင်နဲ့တောင်ဆောင်နဲ့မြို့ဆောင်နဲ့ယုတ်ကဆူဖုံမဆူအာကာသဆူစသောနတ်များနဲ့ဝိဇာဒေဝနဲ့ဩတတိဒေဝနဲ့တို့ကိုအမြဲမပြတ်မေတ္တာတတ်ဝင်ချစ်ခင်လေးမြတ်ရမည်တို့မှအနောက်ရှက်မရှိသဖြင့်မိမိတို့၏မြောက်ကိုသောဆန္ဒအတိုင်းအောင်မြင်နိုင်ပေမည်ယတနာ၃ပါးဥထိတ်ထား၍မြစ်တာတရားကိုပွား၍စီရင်ပါကဧကံမုတ်ချထမြောက်အောင်မြင်နိုင်ကြ၏